ဒီလူတွေကလျော်ဝဲအလုံယုံတဲ့ကနေအစုံသူတွေကိုထုတ်လုပ်နေတာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့အစုံသူထုတ်လုပ်တဲ့အလုံယုံတဲ့ကိုတာဝန်ရှိသူတွေဝေရောက်ဖန်ဆီးနေတာပါကျွန်တော်တို့အရှိတောင်အာရှနိုင်ငံအများစုဟာတရုတ်ထုတ်ကုန်နဲ့မကင်းကြတဲ့အတွက်ကောင်းတဲ့ထုတ်ကုန်တွေရှိသလိုအတူအပနဲ့ရေသွေးနိုင်တဲ့ထုတ်ကုန်လည်းအများစွာပါဝင်နေပါတယ်။ ဒီနေ့ဝေမျှပေးခြင်းတဲ့အကြောင်းအရာကတော့စားတောက်ကောင်လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ကျွန်ရဲ့ညေကိုသူတောင်းဆိုထားတဲ့အရှိတောင်အရှဈေးကွက်မှာဖျက်ချီနေတဲ့အန္တရာယ်များတဲ့ပုံစံသူ့တွေအကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ပုံစံသူ့တွေဘယ်လိုထောက်လုပ်နေကြသလဲ။ဘယ်သူတွေကထောက်လုပ်ပြီးစားတောင်းသူဈေးကွက်ထဲဘယ်လိုဖျက်ဖြူနေသလဲသိရအောင်။ဗီဒီယိုကိုကျွန်တော်နဲ့အတူတူသုံးကြည့်ကြရအောင်ပါ။ ကျွန်တော်ကတော့ဇန်နီပဲဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့စားတောက်ကောင်လုပ်ငန်းတွေဆိုရင်မတရှိနာတွေ PC အတုအပတွေအပေါ်စားတွေဈေးကွက်ထဲများပြားရောက်ရှိနေတာပါများသောအားဖြင့်ငါးတွေပစွန်တွေက သူလှုပ်လို့မရဘူးလို့အကုန်လုံးသိထားကြတာပါဒါပေမဲ့အဲ့ဒါက2018လောက်ထိပဲအကျိုးဝင်တာပါပြင်လဲမြင်းနဲ့ချောင်းတွေထဲကငါးတွေပစုံတွေလှက်ဆက်မနေရင်ပုတ်တိုးတတ်တာမို့ရက်ကြံဆိုရင်တောင်ထားလို့မရတတ်ပါဘူးရောင်းတဲ့ဈေးတဲ့တွေအနေနဲ့ရက်ကြံအသားငါးတွေကိုရေခဲတွေကြားထဲမှာအေးခဲထားမှသာထိမ့်သိမ့်လို့ရပါတယ်ခင်မီတိုးတက်မှုရဲ့စိုးကျွအနေနဲ့ နီးပညာတွေမြင့်မားလာတဲ့အချိန်မှာအဲ့ဒါတွေကို အကုန်ဖြည့်ရှင်းလို့ရသွားပါပြီ။အတူလောက်လို့ရတာမှန်သမျှကိုအတူလောက်လာကြပါရယ်။ပုတ်တိုးလွယ်တဲ့အသားတွေကိုတော့နီးပညာနဲ့ဓာတ်ခွဲကားမှာထောက်လုပ်နိုင်ပါပြီ။ဒီနေ့ပေါ်ပေါက်လာတဲ့အတူအပကတော့အရသာရှိလာတဲ့ပုံစံတော့တွေပဲဖြစ်ပါရယ်။ကျွန်တော်တို့ဘဝမှာဘယ်တော့မှအတူမရှိတော့ဘူးလို့ထင်ထားတဲ့ပုံစံအတူတွေကအခုဆိုရင်ဈေးကွက်ထဲရောက်ရှိနေပါပြီ။ အဲ့ဒီပဇွန်တွေရဲ့အကြောင်းကိုပြောရရင်အတူလောက်တဲ့အသားလုံးတွေရဲ့လုပ်ငန်းနဲ့ဆက်ဆက်နေပါတယ်အလောက်ယုံထဲမှာလူအင်အားတုံးပြီးများများထောက်လောက်တာဖြစ်တဲ့အပြင်ကျမရေးနဲ့လုံးဝမသိတော့ပါဘူးပဇွန်အတူကိုဘာနဲ့လှုပ်လဲဆိုရင်တော့တာကူမှောက်တဲ့ကောင်းမှောက်ကိုပြစ်နေအောင် ခဲပြီးအေးအေးခံထားပြီးရင်ဈေးကရလာတဲ့ပဇွန်အပေါက်တွေနဲ့ရောကျက်ပြီးပုံစံရိုက်ပြန်ထုတ်ကြပါလေ ကျွန်တော်တို့စားနေကြပစွန်အစစ်နဲ့လုံးဝချို့ဆုပ်သူအောင်ပစွန်ရဲ့အခုံကိုလည်းပလတ်စတစ်အပားနဲ့ပုံစံအမျိုးမျိုး၊ရွယ်စားအမျိုးမျိုးထောက်လုပ်ထားပါလေ။မိုးပုံစံနဲ့ထောက်လုပ်ထားတဲ့ပစွန်ခုံတွေတဲချက်ထားပြီးသားပစွန်အသားတူတွေကိုစေထိုးအပ်နဲ့ထိုးထက်ပုံတွင်းလိုက်ရင်ကျွန်တော်တို့စားနေကြပစွန်တော့တွေနဲ့လုံးဝခွဲမရအောင်ပုံစံတူသွားပါလေ။ စားမိတဲ့သူတွေအနေနဲ့အစာအိမ်ကင်းစာဥကင်းစာရှားကင်းစာနဲ့ကိုရင်းကလီစာတွေကိုများစွာထိခိုက်စေမှာဖြစ်ကြောင်းတာဝန်ရှိသူတွေကဆိုပါတယ်ဒါကိုဝယ်စားမိတဲ့ပြည်သူတယောက်ကသိလို့အားလုံးသိအောင်အခုလိုပြန်မျှဝေထားတာပါဈေးမှာတွေ့တာအခွန်ချွတ်ပြေးသားလေးတွေအယောင်လေးလဲလက်နေတာမို့ဝယ်လာလိုက်ပါတယ်ဝယ်လာတော့ကတော့အကောင်းပါပဲ အိမ်မြရောက်တဲ့အချိန်မှာမလို့ဖြစ်သေးဘူးဆိုပြီးရေခဲတစ်တာထဲထားလိုက်ပါတယ်ချက်တော့မယ်ဆိုပြီးထောက်လာလိုက်တဲ့အချိန်မှာတော့ပဇွန်ငကောင်ပဲမူလရွယ်အတိုင်းကျန်ခဲ့ပြီးကျန်တဲ့ပဇွန်တွေကတေးပြီးကြုတ်ကုန်ပါတယ်ပြီးတော့အယောင်လေးပြောင်းသွားသလိုရာဘာဒေါလိုမျိုးဖြစ်သွားပါတယ်ဝယ်လာတဲ့ပဇွန်တွေအแทမှာပဇွန်ငကောင်ကတော့အစ်စ်ဖြစ်ပြီး ကျန်တာကတော့အတုတွေပါလို့တင်ထားပါတယ်ပစွန်အတုတွေကိုထောက်လောက်တဲ့လုပ်ငန်းအချို့ကိုလည်းအာနာပါတွေက ဝင်းရောက်ရှာဖွေဖမ်းဆီးမိခဲ့ပါတယ်အပေါ်ကပြောပြခဲ့သလိုပစုံတွေကို ပိတ်တာခြင်းနဲ့ဝဲလိုက်ပါတယ်ပြီးတော့ပစုံအသားတွေကိုတက်တက်ဖဲ ခွန်လေးနဲ့အကောင်ပေါက်တွေကိုကော်မောက်တွေတာရှိခံစီဟင်းကျုံမောက်ကိုရောပြီးအနှစ်ဖြစ်အောင်လုပ်ကြပါတယ်။တချို့ဆိုရင်ပလတ်စတစ်တောင်ထည့်ထားတယ်လို့သိရပါတယ်။ပဇွန်အနအတင်းနေအောင်ဓာတုပစ္စည်းတမျိုးနဲ့ပဇွန်ခွန်ကနန်းခွန်တွေကိုရောကျက်ပြီးထွက်လုထားပါတယ်။ပဇွန်တို့ထွက်လုရေးကိုဝင်းရောက်ဖမ်းဆီးတဲ့ရဲတွေကစံတက်ကြည့်ခဲ့ပါတယ်။ မီးနဲ့ရှို့ရင်ညော်နာတွေထွက်ပြီးတော့ဘာရတာဘာနာမှမရှိပဲဖော်မလင်အနာသာထွက်နေတဲ့ပစုံအတုတွေပဲဖြစ်ပါတယ်ဖော်မလင်ဆိုတာအကောင်အသေးတွေကိုမပေါ့မတို့အောင်တန်းရှိခံအောင်ထိုးတဲ့ဆေးဖြစ်ပြီးဒီလိုပစုံအတုတွေမှာပါနေပြီဆိုရင်တော့ညွန်စရာလဲကောင်းတယ်လို့အာနီရဲလဲများပါတယ်ဒီလိုပစုံအတုတွေကိုဗီနာနိုင်ငံနဲ့တရုတ်နိုင်ငံတွေကနေအများဆုံးထွက်လို့ကြတာဖြစ်ပြီး အာဆီယံဈေးကွက်နဲ့နိုင်ငံတကာတင်ပို့မှုတွေမှာလည်းပစွန်အစ်စ်နဲ့အတူရောနှောတင်ပို့နေကြတာကိုလည်းဖမ်းမိထားတဲ့အာနာပိုင်ကနေတစ်စီသိရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဈေးကွက်ထဲမှာရောက်ရှိနေတဲ့ပစွန်အတုတွေကိုမဝယ်စားမိဖို့ဆိုရင်တေချာစမ်းကြည့်ကန်ကြည့်ပြီးမှသာဝယ်ယူဖို့လိုအပ်နေပါပြီ။ကိုမပါတဲ့ပစုံနဲ့ အခွန်ပါတဲ့ပစံတော့တွေကိုအရွယ်တကူမဝယ်စားပဲတေချာကြည့်ရှုပြီးမှသာဝယ်စားကြပါလို့တတိပေးလိုက်ပါတယ်ဘဒူတီတီငတိမှာပြီးရောဆိုတဲ့လူတွေဝိသမလောဘသားတွေကြောင့်ဖြစ်လာမဲ့အာရယာတွေကနေကင်းရှင်းပြီးပျော်ရွှင်ကြမှာတဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့ညီကိုသူတောင်းဆိုထားတဲ့ရှစ်တောင်အရှဇေကွက်မှာဖျက်ချနေတဲ့ ပစုံအတုတွေအကြောင်းကိုဝေမျှပေးသွားတာပဲဖြစ်ပါတယ်နောက်တစ်ပတ်နောက်တစ်ပတ်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအသေးများကိုဝေမျှပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ညီအကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုကြမ်းမာရှိကြပါစေ။ယောဂဗျာတွေကင်းဝေးပြီးတာယာပျော်ရှင်တဲ့ဘဝတွေကိုစီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဝေမျှပေးလိုက်ရပါတယ်။